တရာတရားထက်သန်စွာနဲ့အလူတန်းတွေပြုလုပ်တာကြောင့်လူအများလေးစားမှုကိုခံရကစိတ်နှကကြီးတရံကိုလည်းပိုင်ဆိုင်နိုင်ခဲ့တဲ့ဖတ်တီမပရိသတ်များလုံးမမင်လာပါရှင့်ဘောင်မီစနောင်းကနေပြန်လေးကြိုးစိုးလိုက်ပါတယ်ပရိသတ်ကြီးတို့အားလုံးသိကြတဲ့အတိုင်းမှာပဲဖတ်တီမတမယာဒီတုတ်ဆိုရင်မသိရသူမရှိပါဘူးမကြသေးခင်ကမှလူအများဟာဖတ်တီမတမယာဒီတုတ်ကိုကြိတ်ကြိတ်တို့တန်းစီပြီးတော့တခဲနဲ့ဝယ်ယူအားပေးခဲ့ကြပါတယ်လူတွေရဲ့ပါဇက်ပြားမှာအတော်လေးလဲရေပန်းစားခဲ့ပါတယ် ဒီလိုအားပေးမှုတွေကြောင့်ပဲဖက်တီမရဲ့တမန်ရလီတုတ်ကတနေ့မှ9သိန်း10သိန်းဘိုးလောက်ထိရောင်းအားတွေမြင့်တက်ခဲ့ပါတယ်။ဖက်တီမရဲ့ချင်းပေါင်းကငလင်းမလုတ်ခင်အချိန်လောက်ကဒီတမန်ရလီတုတ်ကိုလက်မလည်အောင်ရောင်းချခဲ့တာပေါ့။တမန်ရလီတုတ်ဟာဆိုရင်ဖက်တီမကိုဝင်ရှိနေချင်းချင်းချင်းတက်ရကနေတမန်ရလီကိုချင်းချင်းဆက်ဆက်တုံစားပြခဲ့ရကအတော်လေးနာမည်ကြီးသွားခဲ့ရပါ့။ သူမကအခုလိုမျိုးဖတ်တီးမတက်များသည်တုတ်ရောင်းချနေဥပိန်တရာကြီးနားမှာဆိုရင်အချင်းပေါင်းတွေမရေမတွက်နိုင်အောင်များပြခဲ့ပါတယ်။ဒါပေမဲ့ဖတ်တီးမတက်များသည်တုတ်ကတော့လက်မလဲအောင်ရောင်းချခဲ့ရပါတယ်။ဒါကလည်းဖတ်တီးမရဲ့ကံပိုက်သေးကကလေးလေးရဲ့ကံကောင်းမှုနဲ့သူမရဲ့လက်ရကောင်းမှုတွေကြောင့်ဖြစ်ပါတယ်။ဖတ်တီးမရဲ့တက်များသည်တုတ်ကဝယ်ယူအားပေးသူတွေတစ်နေ့တစ်နေ့ယာနဲ့ချီပြီးဝေစားကြတာပါ။ ဒါကြောင့်ဖတ်ဒီမရဲ့တရားဝင်ငွေက10သိန်းလောက်ထိမြင့်တက်ခဲ့ပါတယ်။ဖတ်ဒီမတံမြာရီတို့ရဲ့ရောင်းအားကောင်းမှုကြီးကိုမနာလိုကြတဲ့သူတွေဟာ FDA ရဲ့ထောက်ခံချက်တွေတတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့မကန့်ညီတော့မတန်ရှင်းတော့စားတဲ့အပြစ်မရှိအပြစ်ရှာပြီးတော့တွားရောက်တိုင်ကြားခဲ့ကြပါတယ်။ အဲ့ဒါကြောင့်ပဲဖတ်တီမရဲ့တမ်းမြလေးသုံးဆိုင်ကရောင်းချခွင့်ပိတ်ပင်ခံလိုက်ရတာဖြစ်ပါတယ်။ဒီမရဲ့တမ်းမြလေးသုံးဆိုင်လေးကိုဝန်းနေစွာနဲ့ပိတ်သိမ်းခဲ့ရတယ်လို့ရော့ချင်းငွေတွေလည်းပေးခဲ့ရတယ်လို့သိရပါတယ်။အခုချိန်မှာဖတ်တီမကဒီမနေထိုင်တဲ့မန္တလေးမြို့ကြီးဟာဆိုရင်ငလင်တန်ကြီးကြောင့်ရစရာမရှိအောင်ပြိုကျပျက်စီးခဲ့ရတဲ့အကြောင်းစိတ်မကောင်းဖြစ်ရပြီးတော့ဒီမတိုင်းနိုင်တဲ့ဘက်ကနေကူညီခဲ့ပါတယ်။ ဖတိမဟာဒုက္ခရောက်နေတဲ့သူတွေကိုမကြည့်ရတဲ့အတွက်ကြောင့်သူမရဲ့ဈေးရောက်ခရဲကနေရရှိတဲ့အနည်းနဲ့အလန့်လဆူဆောင်းထားခဲ့တဲ့သိန်း90ကိုပအဝင်လူတန်းခဲ့ပါတယ်။ဒါရီကြောင့်ဖတိမရဲ့ဖြူစင်တဲ့စိတ်ဓာတ်ကိုလူအများကတော့ဝိုင်းပြီးတော့လေးစားချီးကျူးခဲ့ကြပါတယ်။အမှန်တကယ်တော့ဖတိမကစီးပွားရေးပြည်လည်နေတဲ့သူတော့မဟုတ်ပါဘူး။တနေ့လုံးမှတနေ့စားရတဲ့အနေအထားမှာရှိခဲ့တာပါ။ဒီတမန်လေးတော့ရောင်းတဲ့အလုပ်ကလည်းသူမပင်ပင်ပန်းပန်းနဲ့လှူစားရတဲ့လှူအားကားကနေငွေတွေကိုစုဆောင်းခဲ့တာဖြစ်ပါတယ်။ ဒေတာမြတိရောက်တဲ့အလောက်ကနေသူမပင်ပင်ပန်းပန်းနဲ့ရတဲ့လှုပ်အားကနေတာငွေတွေကိုစုဆောင်းမိခဲ့ပါတယ်။ပုံမှန်တနေစားသမားတွေဟာဒီလိုမျိုးသိန်း90အထိလှူဒန်းနိုင်ဖို့ဆိုတာမလွယ်ကူပါဘူး။ဖတိမရဲ့လှုပ်အားကိုကြည့်မယ်ဆိုရင်အတော်လေးလေးစားအားကျဖို့ကောင်းပါတယ်။ဒီငလင်တန်မှာတော့ဖတိမကအလွန်ကိုပဲစိတ်မကောင်းဖြစ်နေခဲ့ပြီးသူမရဲ့တန်တတားလေးတွေကစုဆောင်းထားတဲ့9000တန်လေးတွေကိုတော့ရောက်လှူဒန်းခဲ့တာဖြစ်ပါတယ်။ဖတိမကအခုလှူဒန်းလိုက်တဲ့ငွေတွေဟာသူမရဲ့ငွေကြီးပဲရတော့မဟုတ်ပဲဝယ်ယူအားပေးတဲ့သူမရဲ့ကျေးဇူးရှင်တွေပြည်သူပြည်သားတွေရဲ့ ွေတွေပါပဲလို့ပြောကြားခဲ့ရပါဘူး နောက်ထပ်သူမကသူမရဲ့မွေးစိတ်တွေတဲကနေပါလက်တွန်ကျင်လုံးဝမရှိပဲစေယုံတွေမှာနာမကျန်းလူနာတွေအကူညီလိုတဲ့တက်ကြီးရွယ်ဦးတွေကိုလှူဒန်းခဲ့ပါတယ်။သူမရဲ့ဘဝမှာဒီလိုများပြားလာတဲ့ငွေတွေကိုလှူဒန်းကူညီနိုင်လိမ့်မယ်လို့တသက်မှာတစ်ခါမှမတွေ့ဘူးလို့ဆိုပါတယ်။ထင်လဲမထင်မှတ်ခဲ့ပါဘူး။လူကြီးသူမတွေရဲ့ဆုံးမခဲ့တဲ့အလုတ်ကောင်းရင်ကန်ကောင်းနဲ့စိတ်ထားကောင်းရင်ကန်ကောင်းနဲ့ဆိုတဲ့အတိုင်းပဲဖတိမကအလုတ်လေးစူးစမ်းပြီးတော့အလှူဒန်းမှာရဲရော့မှုတွေကြောင့်ကန်ကောင်းမှုတွေကသူမထံကိုစိတ်ဆိုင်မြတ်မြတ်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။လိုင်းလီစ င်ရွှေရတနာဆိုင်ကသူမကိုလေးစားကုန်ပြူတဲ့အနေနဲ့လိုင်းလီစိန်တိုက်ပန်ရှင်ဖြစ်တဲ့ကိုစီသူမြင့်ဦးနဲ့မမ်းမေဦးကပြတို့ကကိုရင်လာရောက်ပြီးတော့စိန်နဂတ်တရံနဲ့မွေးဖွားရမယ့်ကလေးလေးတို့လိုအပ်တဲ့အသုံးဆောင်တွေကိုအိမ်တရာရောက်ချင်းမြင့်ခဲ့ပါတယ်။ဖတီမကတင်း60တန်ဖိုးရှိတဲ့စိန်နဂတ်ကိုကိုရင်ဝစ်ဆင်လိုက်ချိန်မှာဝမ်းသာမြိတ်တွေကြလာခဲ့ပါတယ်။ ဒီလိုဝေးရလိမ့်မယ်လို့အိမ်မက်တောင်မမတ်ဖူးဘူးလို့ဆိုထားပါတယ်ပြိသက်ကြီးတို့ရင်တရာတရားထက်တန်ပြီးတော့ဖြူစင်တဲ့စိတ်ထားတွေကြောင့်စိတ်နှက်ချင်းမြင့်ခံရတဲ့ဖတ်ဒီမပေါ်မှာအမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်အဆုံးတိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်